င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးမှာဒေါက်တာတေဇာဆန်းစနပြခဲ့တဲ့ဈေးတန်းနေရာကိုအလဲပိုင်းတိုင်းစစ်တနာကျော်တိုင်းမွတ်အမိတ်နဲ့ဖြက်စီးခိုင်းပြီးပြန်လာဖွင့်ရင်ဖမ်းဆီးအရေးယူမယ်လို့အမိတ်ထုတ်ပါတယ်တောင်ငူလေးတဲ့စခန်းခဏချုပ်ကလေချောင်းထိန်းသိမ်းမျောစင်တဲ့ဂျမ်းမာတဝါတိုင်းကို FPV drone နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတစ်ပုဒ်ကတော့မန္တလေးချမ်းရည်သာဆန်မြို့နယ်မှာရွေးကောက်ပွဲစန့်ကျင်ရေးဒေါက်တာတေဇာဆန်ဦးဆောင်ဆန္ဒပြခဲ့တဲ့ဇေတန်းနေရာကိုအလဲပိုင်းတဲစစ်တနာကျုံတိုင်းမိုးဘုံမူးကျုံတင်မင်းလက်အမိတ်နဲ့ဖျက်ဆီးခိုင်းပြီးပြန်လာဖွင့်ရင်ဖမ်းဆီးအရေးယူမယ်လို့မန္တလေးစီပင်တင်းရက်ကွက်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ဒီဇင်ဘာလ3ရက်နေ့ကလူမှုရေးတော်ပုံခေါင်းဆောင်တွေ ဖြစ်ကြတယ်ဒေါက်တာတေဇာဆန် ကိုနန်းလင်းရန်ကုန်နဲ့ကိုခန့်ဝေဖြိုစကိုင်းတို့အပါဝဲရဲဘော်ရဲဘက်တွေပြည်သူလူနဲ့အတူပူပေါင်းကရွေးကောက်ပွဲစန့်ကျင်ဆနပြခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီဆနပြတဲ့နေရာဟာမန္တလေးတိုင်းချဲရဲတာဆန်မြို့နယ်ကလမ်းဘေးဈေးတန်းဖြစ်ပြီးအဲ့ဒီဈေးဆိုင်တွေကိုဒီဇင်ဘာလ၄ရက်နေ့ည10:00နာရီဝန်းကျင်အချိန်ကတိုင်းမူအမိတ်နယ်စစ်တပ်နဲ့စီပင်ကဝေရောက်ဖျက်ဆီးခဲ့တာလို့စီပင်သတင်းမြင့်နဲ့ Voice of Mandalay ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်စစ်တပ်ကဆနပြပွဲဖြစ်ပွားခဲ့ရာချဲတာဇံမြို့နယ်ချဲတာဇံအနောက်ရက်ကွက်29လမ်း84 85လမ်းကြားကလမ်းပေးဈေးဆိုင်တွေကိုဝင်ရောက်ဖျက်ဆီးခဲ့ရမှာအနည်းဆုံးဆိုင်ကန်90ဝန်းကျင်ဖျက်ဆီးခံခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီလိုဖျက်ပြီးသွားတဲ့နေရာမှာ ဈေးဆိုင်တွေပြန်လာဖွင့်ရင်ဖန်စီအရေးယူမယ်လို့လည်းမန္တလေးစီပင်သတင်းမြစ်ကပြောပါရယ်ဒါအပြင်အဲ့ဒီနေရာကအင်းရှင်ပုံမှန်ငှားထားတဲ့ area ထက်အရှိမ၅ဘီလောက်ကျူပြီးအမိုးလှုပ်ထားတာတွေခင်းထားတာတွေကိုလည်းဖြတ်ခိုင်းထားတာဖြစ်ပြီးအဲ့ဒါကိုတော်လန်လူငယ်တွေကြောင့်ဖျက်ရတယ်လို့ဖြစ်အောင်လှုပ်သွားတာလို့လည်း Voice of Mandalay ကတာဝန်ရှိသူတို့ကပြန်လည်ရှင်းပြပါရတယ်။ဒေါက်တာဒေဇာဆန်းတို့ဆန္ဒပြပွဲပြုလုပ်နေချိန်မှာ မင်းအောင်လိုင်ကပြည်ဦးလွင်မြို့စစ်တနန်းစင်ပွဲကိုတက်ရောက်ကစကားပြောနေခြင်းဖြစ်ပြီးမန္တလေးမြို့လေစစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေအခုလိုဆန္ဒပြခဲ့ကြတာဖြစ်ပြီးပြည်သူလူထုရဲ့ပါဝင်ကူညီဆောင်ရှားမှုနဲ့အတူတပိတ်ခေါင်းဆောင်တွေအားလုံးအနေနဲ့ကင်းရှင်းခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဘကဝသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်ဘကိုးတိုင်းတောင်ငူမြို့နယ်ကတောင်ငူလေတဲ့စခန်းဌာနချုပ်ရဲ့လေချောင်းထိန်းသိမ်းမျှော်စင်နေ ဂျမ်းမာတာဝါတိုင်းတွေကို FPV drone နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Rising တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။ဒီဇင်ဘာလ၄ရက်နေ့မနေ့8:15မိနစ်အချိန်ခါလောက်ကတော်လဲတပ်တွေဟာတောင်ငူလေတဲ့စခန်းဌာနချုပ်အတွင်း anti jamming FPV drone တွေလွှတ်တင်ပြီးအခုလိုဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။အဓိကအားဖြင့်လေတပ်ရဲ့လေကြောင်းထိန်းသိမ်းမျှော်စင်တဲ့ ဂျမ်မာတာဝါတိုင်းကိုအတိအကျတိုက်ခိုက်နိုင်ခဲ့လို့လည်းသိရှိရပါတယ်ဒီစစ်စင်ရေးကိုဝရဇင်တပ်ဖွဲ့ကဥဆောင်ခဲ့တာဖြစ်ပြီးတန်တောင်မြောက်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့ကဖိုက်တာစားခဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ရှင်မကွေးရတဲ့တဘောကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းပေါ့မြုံနယ်မှာအကြမ်းဖက်စစ်တပ်ဟာပြည်သူလေးဦးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နရက်တွေကိုဖျက်တော့ပစ်ခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။နိုဝင်ဘာလအတွင်းမှာပေါ့မြို့နယ်ကိုစစ်ကြောင်းထိုးခဲ့တဲ့စစ်တပ်ရဲ့ကပ္ပစ24ကနေထွက်လာတဲ့စစ်ကြောင်းဟာပေါ့မြို့နယ်အနောက်တောင်ဘက်ကတဲပင်ရွာနဲ့မကြီးကုန်းရွာကိုဝင်ရောက်စီးနှင်းစဉ်တွေ တဲပင်ကျေးရွာကအသက်20ရွယ်ရှိတဲ့ဖြိုးဝေစော အသက်20ရွယ်ရှိတဲ့ခိုင်လင်းအောင်အသက်16နှစ်အရွယ်ရှိတဲ့မင်းခန့်စောနဲ့မကြီးကုန်းရွာကအသက်25နှစ်အရွယ်ရှိတဲ့ပြည့်စုံဝင်းတို့ကိုဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးခဲ့တဲ့ပြည်သူတွေကိုစစ်ဆေးမြန်မြန်ပြီးပြည်သူ၃ဦးကိုလက်နောက်ပြန်ကျုပ်တော့ကတက်သားပေါ်တင်က လက်ညှိုးတွေကိုဖျက်တောက်ခဲ့တဲ့ပြည် နောက်ထပ်ပြည်သူတအူးကိုလည်းသူတို့စစ်ဆေးမင်းမြန်စင်တွင်စကားထစ်တယ်လို့ဆိုပြီးနရွက်ကိုဖျက်တော့ပစ်ခဲ့လို့လည်းသိရှိရပါဗါတယ်။အဲဒီလိုနှိမ့်ဆက်ပြည့်ရဲ့နောက်မှာပေါ့မြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာလည်းသူတို့ကိုလူသားတိုင်းပြည်ရှေ့ဆုံးကနေထားပြီးဆစ်လွတ်ခဲ့တာလည်းဖြစ်ပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာတော့အဲ့ဒီအကြက်ပဲစစ်တက်စစ်ကြောင်းဟာငဖောင်ကန်ကျွာကိုရောက်ရှိချိန်မှာတော့လူသားတိုင်းပြည်ဖမ်းဆီးထားသူတွေကို ပြန်လည်လွှတ်ပေးခဲ့လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မကွေးတိုင်းစနင်းမြို့မန္တလေးတိုင်းဝမ်းတွင်းမြို့တို့မှာအခုရက်ပိုင်းအတွင်း လူငယ်အယောက်90နီးပါးကိုစစ်မှုထမ်းခိုင်းဖို့ဆိုပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါတယ်။အဲ့ဒါကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလ1ရက်နေ့ည10:00နိုင်ခွဲအချိန်လောက်ကရန်ကုန်တိုင်းမရန်ကုန်မြို့နယ်2ရက်ကွယ်မှာနေထိုင်တဲ့အသက်43နှစ်အရွယ်ရှိတဲ့တာသမီ2ဦးရဲ့ဖခင်ဖြစ်သူအမျိုးသားဟာညစာစားဖို့အပြင်ကို သွားစဉ်တွဲပျောက်ဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။မိသားစုကလူပျောက်ကျညာပြီးရဲ့နောက်မှာတော့ ဒီဇင်ဘာလ၄ရက်နေ့မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတာကိုသိလိုက်ရတယ်လို့လည်းဒေသပြည်သူတွေကပြောပါတယ်။သူ့အသက်အရွယ်ဟာစစ်မှုထမ်းရမယ့်အရွယ်မဟုတ်ပေမဲ့လည်းစစ်တပ်ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။အလားတူမကွေးတိုင်းဆလင်းမြို့မှာလည်းလူငယ်29ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတအူးကိုငွေကျပ်340နဲ့ပြန်ရွေးခိုင်းက ငွေကြေးပေးနိုင်ခြင်းမရှိသူတွေကိုစစ်တမ်းချောင်းကိုပို့ဆောင်လိုက်တယ်လို့ပြည်သူညီနာဆလင်းသတင်းနယ်တာဝန်ခံဖြစ်တဲ့ကိုပြည်သူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်29ဦးတဲ့ကလူငယ်2ဦးကိုသာမိသားစုတွေကငွေကြက်340နဲ့ပြန်လဲရွေးချယ်နိုင်ခဲ့ပြီးကျန်ရှိတဲ့28ဦးမှာတော့ရမဲသင်းမြို့အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းရလတာအမှတ်1ရဲစစ်သင်တန်းကျောင်းကိုပို့ဆောင်ခဲ့လို့လည်းသိရှိရပါရယ် အလားတူမန္တလေးတိုင်းဝမ်းလွေမြို့နယ်မှာလည်းကျေးရွာလေးရွာကိုဝရောက်စီးနှင်းပြီးလူငယ်15ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ Voice of Wandering ကတာဝန်ရှိသူကပြောပြပါတယ်။ဒီဇင်ဘာလ၄ရက်နေ့နေ့လယ်၁၂နာရီအချိန်ခန့်ကမစ်တီလာကနေလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကား၃စီးကဝမ်းတွင်းမြို့နယ်ကျေးရွာလေးရွာကိုဝရောက်စီးနှင်းပြီး လူငယ်15ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေဟာတဖန်ကျေးရွာက9ဦး၊ရှားတော်ကျေးရွာက2ဦး၊ရွှေဖလားကန်ကျေးရွာက2ဦး၊တဲစုကကျေးရွာက4ဦးလို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။အော်တိုဘားလာ9ရက်နေ့ကလည်းဝမ်တွေးမြို့နယ်ကျေးရွာကလူငယ်2ဦး၊ဖို့ကုန်းရွာကလူငယ်2ဦးနဲ့အိုင်သာရွာနန်းနန်းရွာတို့ကလူငယ်3ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့လည်းသိရပါတယ်ရှင်။ စကိုင်းတိုင်းတဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းတပဲမြို့နယ်ကကြေးရွာတွေနဲ့စစ်ရှောင်းတောတိုက်တွေကိုအကြက်ဖက်စစ်တပ်က၄နဲ့9ကြိမ်နဲ့မနေဘုံကျဲတက်ခတ်ခဲ့တာကြောင့်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသပြည်သူတွေနဲ့တပဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။ ဒီဇင်ဘာလ9ရက်နေ့မွန်လတနိုင်ကနေစတင်ပြီးညပိုင်းအချိန်ထိမုံရွာအနောက်မြောက်တိုင်းစစ်တနာကျောက်ကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၂စီးနဲ့တရဲဝူးလီဒက်ကနေတက်လာတဲ့ Jet Fighter ၂စီးဟာတပဲမြို့နယ်အနောက်မြောက်ချမ်းကုန်းယိုးဝန်းရံရွာအနောက်ဖက်တောတွင်းတနေရာနဲ့တပဲမြို့နယ်အနောက်တောင်ချမ်းဗုဒ္ဓွန်းကျေးရွာနဲ့အနောက်ဖက်တောတွင်းတရာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်တာကြောင့်လက်ရှိအချိန်မှာထောင်ထဲချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့မြေပြင်အခြေအနေတွေလည်းရှုပ်ထွေးနေပြီးလေရင်တွေလည်းဇက်တိုက်ပြန်ဝဲနေစေဖြစ်တာကြောင့်ပျက်စီးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့လေဒေသပြည်သူတို့ကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ internet line နှိကွေးကြဆင်းနေမှုဟာလာမယ့်ဒီဇင်ဘာလကုန်မှာပြန်လည်ကောင်းမွန်လာမယ်လို့အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံပို့ဆောင်ရေးနယ်ဆက်သွယ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့ကနေစတင်ပြီး internet အသုံးပြုသူတွေ line ပြတ်တောက်တာနဲ့အသုံးပြုရခက်ခဲတာတွေတွေ့ကြုံရပြီး လက်ရှိအချိန်ထိအင်တာနက်လိုင်းတွေမူလအခြေအနေကိုပြန်လည်မရောက်ရှိသေးဘူးလို့လည်းအင်တာနက်သုံးစွဲသူတွေကပြောပါရယ်စစ်ကော်မရှင် ပို့ဆောင်ဆက်သွယ်ဝင်ရင်းထနာရဲ့ထုတ်ပြန်ချက်ထဲမှာတော့စင်ကာပူကနေမြန်မာနိုင်ငံကိုဆက်သွယ်ချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရေအောက် fiber cable ဆက်ကြောင်းကနိုဝင်ဘာလ၁ရက်နေ့မှာချုပ်ရင်းပြတ်တောက်ခဲ့တာကြောင့်အင်တာနက်ဝန်ဆောင်မှုတွေနှွေကွေးနေတာဖြစ်တယ်လို့လည်းဆိုထားပါရယ်မိုဘိုင်းဆက်သွယ်ရေး operator တွေနဲ့အင်တာနက်ဝန်ဆောင်မှုပေးနေတယ် ISB ကုမ္ပဏီတွေဘက်ကလည်းအခုလိုထုတ်ပြန်ခဲ့တာရှိပြီးလက်ရှိအချိန်ထိအင်တာနက်လိုင်းတွေပြန်လည်ကောင်းမွန်ဖို့ကြိုးပမ်းဆောင်ရွက်နေစေဖြစ်တယ်လို့အသိပေးထားတာတွေလည်းရှိပါတယ်။ချိုးရင်းပက်တောက်နေတဲ့ပင်လယ်ရေအောက် fiber cable ဆက်ကြောင်းပြုပြင်မှုက ဒီဇင်ဘာလအကုန်မှာပြည်စည်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မကြာခင်မှာအင်တာနက်လိုင်းတွေပြန်လည်ကောင်းမွန်လာမယ်လို့လည်းစစ်ကော်မရှင်ဆက်သွယ်ဝန်ထမ်းတာကဆိုထားပါဗျ။ဒီဇင်ဘာလထဲမှာအာနာသိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာအင်တာနက်လိုင်းအသုံးပြုမှုတွေကိုအကန့်အသတ်နဲ့ထိန်းချုပ်ထားတာဖြစ်ပြီးရွေးကောက်ပွဲပြီးနောက်ပိုင်းမှာသာလိုင်းတွေပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့အတိတ်ပဲမျိုးစစ်တပ်ကတရေထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ဆက်သွယ်ဝန်ထမ်းတာဘက်ကတော့ ချိုရင်းမှုတွေပြင်ဆင်နေကြ။နေဆက်ဖြတ်ကျော် fiber ဆက်ကြောင်းတွေထပ်မံတိုးမြင့်ချိတ်ဆက်ပေးထားတဲ့အတွက်လက်ရှိမှာ line တွေအထက်လျောက်တော့ပြန်လည်ကောင်းမွန်နေပြီလို့လည်းဆိုထားပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုမြန်မာဘက်ကနေပြစ်ခတ်တဲ့လက်လက်ကြီးကြီးကြက်ရမှုကြောင့်ထိုင်းနိုင်ငံသားနှစ်ဦးဟာဒဏ်ရာရှိပြီးတဲ့နောက်မှာ မိဂိုဘောအမြောက်လေးလုံးမြန်မာနိုင်ငံဘက်ကိုထိုင်းစစ်တပ်ကပြန်လည်ပစ်ခတ်လိုက်တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါဗျ။ဒီဇင်ဘာလ9ရက်နေ့နနက်7:40မိနစ်40အချိန်ခန့်မှာမင်းလက်ပံကျေးရွာနီးမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးရဲ့နောက်မှာမြန်မာဘက်ကနေပစ်ခတ်တဲ့လက်နက်ကြီးကြီးကထိုင်းနိုင်ငံဘက်ကိုကြားရောက်ပောက်ကွဲသွားခဲ့ကာထိုင်းလက်ငံသား2ဦးဟာဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့နေအိမ်နဲ့မော်တော်ကားအများပြားလဲပျက်စီးသွားတယ်လို့သိရပါဗျ။ အဲ့ဒီနောက်ထိုင်းစစ်တပ်ကမြန်မာဘက်အချမ်းကိုမိโกဘုံအမြောက်လေးလုံးကိုပြန်လည်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။လက်တော်မှာတော့မြရီမြို့နယ်မင်းလက်ပံကြေးရွာနီမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ထိုင်းဘက်အချမ်းကကြေးရွာတွေမှာနေထိုင်တဲ့ပြည်သူတွေကိုတတိပြုနေထိုင်ကြဖို့အတွက်တတိပေးမှုတွေရှိနေပြီးတချို့ထိုင်းပြည်သူတွေကတော့ဘေးလွရာနေရာတွေကိုရွှေ့ပြောင်းနေကြတယ်လို့လည်းထိုင်းမြန်မာနယ်စပ်သတင်းမြစ်တွေစီကနေသိရပါတယ်။ခရမ်းညူကနိုဝင်ဘာလ21ရက်နေ့မှာမြရီမြို့နယ်မင်းလက်ပံကြေးရွာနီးကကြားဖြန့်ယုံတွေကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာကြားဖြန့်အလုတ်ယုံနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးတွေလှုပ်ဆောင်နေခြင်းတွေစစ်တပ်ကအဲ့ဒီနေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်တွေကိုအရှိန်ဝမြင့်နေတာဖြစ်တယ်လို့လည်းနေဆက်စီးရဲတဲ့တွေရဲ့အဆိုအရသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။